စာမဲကျွန်တော်ငါမင်းဆွေဒါအင်းစိန်အချင်းတော်ကပြန်လွတ်လာပါခင်ဗျာဟုတ်ကဲ့ဆရာမကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျာနော်ကျွန်တော်တို့တက်ကုံ daily new သတင်းဌာနရဲ့အကြီးအကဲမလွတ်တမ်းအတင်းထောက်စစ်ကြောင်းမူငိမ်းဆရာငါတနေ့ကပြန်လည်လွတ်မြောက်လာပါပြီဆရာငါကစာမင်းဆွေကိုအခုခေတ်လူငယ်တွေကတော့ TikTok ပေါ်မှာကပြတာနှစ်ချေတွဲလောင်းနဲ့ငိုပြတာတို့လောက်သာတီးကြပြီမြင် တကယ်တော့ဦးမင်းစွေဆိုတာမော်လမြိုင်ဇာတိသားအမိရင်းကမောင်ချစ်လိုင်ခေါ်မောင်မြင့်လိုင်ငယ်စဉ်ကတည်းကမိဘနှစ်ပါးဆုံရှုံခဲ့ရတဲ့သူအရွယ်ရောက်လာတော့မော်လမြိုင်ကနေရန်ကုန်ကိုတက်လာတယ်ငယ်စဉ်ကတည်းကစာပေလိုက်စားသူပြီးပြီဆရာကြီးပီမိုးနင်းရဲ့ပင်နှန်းရံရွှေငယ်ကျွမ်းဆွေဆိုတဲ့စာအုပ်ကိုဖတ်မိရာကစာရေးဆရာဖြစ်လာဖို့ကြီးမန်းလာခဲ့တဲ့သူဒီလိုနဲ့နှစ်အနည်းငယ်အကြာတကုံမဂ္ဂဇင်းမှာရွှေမြိုင်ညွန့်ဆိုတဲ့ကလောင်အမီနဲ့ တစ်သုံးလုံးစုံတော့ဝတ္ထုကိုစတင်ရေးခဲ့ရမှာအဲဒီနောက်ပိုင်းရန်သူမြစ်တာစုံတော့ဝတ္ထု I say ရောက်ဖ I love you လူဘာဝါတဲ့ကောင်အစရှိတဲ့ဟာသအခြေဝတ္ထုစုံတော့ဇလန်တူရှေစသော စာပေယတမျိုးစုံကိုဇက်တိုက်ရေးသားရာကနေခေမပြိုးဆိုတဲ့လုံချင်းစာအုပ်ကိုတိုးတက်ရေးဝတ္ထုတိုက်ကစတင်ထုတ်ဝေလိုက်တဲ့အချိန်ကစပြီးနမည်စကြည်လာတော့တာပဲထို့များမကဗလန်ဒူလာသတင်းစာတိုက်မှာတာဝန်ခံအယ်ဒီတာဖြစ်ဆောင်ရွက်ခဲ့မှုသည့်အပြင်ဆရာကြီးပီမိုးနင်းရေးသားခဲ့မှုတဲ့ သတင်းစာအခန်းဆက်ဝတ္ထုရှည်ကြီးတပုတ်ကိုတော့ဝင်ရောက်ဆက်လက်ရေးသားပေးခဲ့ဘူးတဲ့သူတယောက်မော်လမြအစိုးရထက်တန်းကျောင်းရန်ပုံငွေပွဲမှာပြဆက်ဒရိုက်တာလောက်ခဲ့ရမှလည်းလူကြိုက်များလာခဲ့ပြီပြဆက်ဒရိုက်တာဖြစ်ပါထွွွန်ခဲ့တဲ့သူဒါပေမဲ့သူနာမည်ကြီးနေတဲ့အချိန်ကာလအတော်တွင်းမှာပင်တိတ်မကြမ်းမမှဖြစ်လာခဲ့ကသူ့ရဲ့အရင်းနှီးဆုံးစာရေးဆရာရဲထုတ်ကလည်းရုတ်တရက်ကွယ်လွန်သွားခြင်းနဲ့အတူအချစ်ဆုံးတူဖြစ်သူဦးအောင်မြင့်ကလည်းလေရင်ပြက်ကကွယ်လွန်သွားခြင်းတို့ကြောင့် စိတ်နှလုံးထိခိုက်ကတနေ့သောနေ့၌နေအင်ကထွက်ခွာသွားရာကတောက်ဆုံးသွားခဲ့ခဲ့ဘာဘာအဘပြောနေတယ်မင်းစွေကအခုပြောနေတယ်မင်းစွေမဟုတ်ဘူးနော်လူမားနေတယ်ဗျဟဲ့မဟုတ်ဘူးလားဟာဒီမာလီကွာဆရာမင်းစွေမော်လမြိုင်းတဲ့မော်လမြိုင်းနောက်ပါနေတဲ့ဟာအာဘာကလေးလုတ်ပြီးဒီမင်းစွေကဘဘဲဆရာတူဦးရဲ့သားဆရာမင်းစွေအခုအဘပြောချင်တဲ့လူကစားလုပ်ငန်းရှင်တူဦးရဲ့သားမင်းစွေ ဒါကြောင့်သူ့ကိုစာမင်းဆွေစာမင်းဆွေလို့ခေါ်ရကနေစာမင်းဆွေဆိုပြီးဖြစ်လာတာဗျ။ဟာမသိဘူးလေကွာ။ဆရာမင်းဆွေနဲ့စာမင်းဆွေအတန်တော့ကတူနေတာကိုကွာ။နားထောင်သူပရိသတ်အပေါင်းတို့ကြီးခုနကကြားတဲ့အတိုင်းပဲမင်းဆွေချင်းမှားသွားတဲ့အတွက်တက်ကုံ Daily News သတင်းဌာနကစာကျွန်တော်ကပဲတောင်းပန်လိုက်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီစောင်းပါရဲ့ရည်ရွယ်ရင်းကတော့ စာမင်းဆွေခေါ်ဦးငားမင်းဆွေကြီးတယောက်ရုတ်တရက်ပြန်လည်ထွက်ပေါ်လာပြီဆိုတော့အရင်ကလိုပဲ reaction လုပ်တဲ့သူတွေအတွက်ကုန်ချမ်းများပြန်ပေါ်လာတယ်လို့တက်တွင်သတင်းများအားလဲအတွင်းကြကြပြန်သိရတော့မှဖြစ်တဲ့အတွက်မိဘပြည်သူများအားလုံးဝမ်းသာနေကြပါတယ်။ဦးငားမင်းဆွေကလည်းသူပြန်ထွက်ပေါ်လာခြင်းချင်း Facebook အကောင့်နဲ့ TikTok အကောင့်များအားဖုန်းပေတထောင်ထည့်၍အကောင့်တင်များပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းသတင်းကောင်းပါအပ်သွားပါတယ်။အီဆာမူအားအချက်လက်မှားရင်းစွာပေးပို့လာသူကတော့ အငယ်တန်းမလွတ်တမ်းအတင်းထောက်အောင်ကင်စင့်မှဖြစ်ပါတယ်ကျွန်တော်ငါးမင်းဆွေဒါအင်းစိန်အချင်းတော်ကပြန်လွတ်လာပါ යි ခင်ဗျာဟုတ်ကဲ့ရှားမကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျာနော်ထောင်ထဲဝင်တော့165ပေါင်အခုထောင်ကထွက်လာတော့145ပေါင်မှရှိတယ်ဗျာနော်ပေါင်40လောက်ကျတော့တယ်ရှားမကြီးကတော့ဟိုအသက်70နှစ်70နှစ်ကဟိုလူငယ်လေးလိုခလေးလေးလိုတောင်းတောင်းမီပြန်ဖြစ်သွားတယ်ဗျာနော်အဲအရန်ရှားမကြီးကောင်းသွားတယ် เนาะเอ่อไอ้ด่าตะคูก็တော့เราถองจ่าตาเอ่อကျွန်တော်တို့အကျိုးမြတ်เนาะအများကြီးဖြစ်သွားတယ်ဗျာเนาะကျွန်တော်တို့အကျိုးမြတ်အများကြီးဖြစ်တယ်ကျွန်တော်ဟိုဟိုပြန်တွတ်ပေးတယ်เนาะနိုင်ငံတော်အစိုးရရောเนาะအဲဒီနိုင်ငံတော်ကြီးကဲ့နော်ဘုရုံမူကြီးမင်းအောင်လာရောအကုန်လုံးကျွန်တော်အဲဂျေစုတင်ပါတယ်ဗျာနော်ကျွန်တော်ဂျေစုတင်ပါတယ်အဲနောက်ပြီးတော့ကျွန်တော်အချင်းတော်ထဲမှာအဲစားရတယ်ဆိုတာနော်ဒီနိုင်ငံသားတွေရဲ့ နော်ပတ်စံပါနော်နိုင်ငံသားတွေအခွန်ငွေနဲ့နော်ကျွန်တော်ကိုကြွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အချင်းတော်နဲ့မှစားရတဲ့ထမင်းဟင်းနော်အဲကျွန်တော်ပဲဟင်းနဲ့စားရတယ်အတားငါဆိုတဲ့တပတ်ကို၄ရက်စားရတယ်နော်အဲအဲ့ဒါတွေအားလုံးကနိုင်ငံသားတွေပတ်စံနဲ့အဲစားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ကျွန်တော်အရင်အကောင့်ငါမင်းဆွေအကောင့်နဲ့ ဒီဘုအကောင့်နဲ့တစ်တော့အကောင့်တွေကရုပ်တရက်ပြောင်းဖို့လို့မရအောင်ဗျာဖိဘုအကောင့်တစ်တခုဖွေးတစ်တော့အကောင့်တစ်တခုဖွေးပြီးတော့ brand နေတော့တိတ်မရှိဘူးလေကျွန်တော်တင်ပြလိုက်ပါသေးတယ်เนาะအဲ့ဒါပါဗျာအခုကတော့အိမ်မှာ EC ပါပဲ EC ပါ